ဒီ post ကိုတင်လိုက်တာမထင်မဖဲနဲ့ပေါ့နော်တင်နေဆိုလည်းပြန်တင်တာပါမထင်မဖဲနဲ့ view က6သိန်း2000ဝန်းကျင် share က900ကျော်တကယ် like လောက်သွားတာအသေးပုံနှိပ်သွားတာကြတော့အသေးနှိပ်သွားတာကြတော့ဟိုဟာ12000ကျော်12000ဝန်းကျင်ပေါ့နော်အဲ့ဒါရအဲ့တော့အဲ့ဒီထဲမှာမှာ comment comment ကအခု80လောက်ရတယ် ဒါပေမဲ့ကျွန်တော်က comment တွေကို failure လောက်ထားတော့မပေါ်တာများတယ်။အဲ့ဒါကျွန်တော်လိုက်ကြည့်ရင်းနဲ့ failure လောက်ထားတဲ့မှာ80လောက်ပေးထားတာဝင်ကြည့်လိုက်တာ။အဲ့80လုံးနီးပါးပေါ့နော်။ဟုတ်ပေါ့။ဖာရာဂိုင်လုံးများ80လုံးနီးပါးလို့ပဲပြောလိုက်။အဲ့80လုံးနီးပါးကအဲ့ဆောင်နားမလဲဗျာ။ဒါပေမဲ့ခုနကပြောတယ် viewer 6သိန်း2000နဲ့နော်6သိန်း2000မှာအဲ့80ကနားမလဲတာပေါ့။အဲ့တော့ သူတို့ကလောဝကိုလူသန်းတိုင်းငံလုံးနှီးပါမှာရောက်80လို့ပြောရမလားဒါမှမျိုးတစ်မျိုးလုံးနှီးပါမှာရန်ကုန်တစ်မျိုးလုံးနှီးပါမှာဥမာပေါ့နော်အဲ80ပဲမတိရလားပေါ့နောက်တစ်ခု like နဲ့ပြောမယ်ဆိုရင်12000 like 12000ပေးသွားရဆိုတာတေးကြရတယ် post ကိုကြိုက်လို့ဒါမှမဟုတ်လို့ရှိရင်လည်းမှတ်မလို့ဒါမှမဟုတ်ရှိရင်လည်းဝေဖန်ခြင်းလို့ပေါ့စသဖြင့်အဲ့လူတွေ12000နဲ့မှလည်းဒီ80ပဲ ညံနေသွားတာလို့ပြောပါမယ်။အဲ့တော့ဒါပေမဲ့အခုဒီပုံကိုမြင်လိုက်တာနဲ့များသောအားဖြင့်ကတော့ဒီပုံလေးရဲ့ဆိုလိုရင်းကိုနားလည်နိုင်မယ်။အဲ့အရောက်80စားကျွန်တော်အရောက်80ပဲကျွန်တော်ဖြည့်ရှင်းပေးမယ်ပေါ့နော်။သူတို့အတွက်နှက်မျောစရာကောင်းလို့အဲ့တော့ငါဤတာထွေကျွေးမပီးနဲ့ဆိုတာကလေအမှငါဆိုတာတနင်းလာဤဆိုတာတနင်းကနွေတာတောက်ကြထွေးဆိုတာစနေအဲ့ဒါအဲ့နိနန်သားသမီးတွေကဟိုအဲ့လိုအကျွေး မဆက်ဘူးလို့အကျွေးတော်တော့အဲအကျွေးတော်ကခတ်တယ်အဲ့နေနံသားသမီးကြီးကိုပြောတာမဟုတ်ဘူးနော်တိလားအဲ့ဒါကြီးကအရှင်းကွာတိလားဘယ်နဲ့လူတယောက်ရဲ့အကြောင်းနေနံလေးကြည့်ပြီးအဲ့လိုပြောလို့မရဘူးပြောနေရင်လည်းအဲ့ဒါအဲ့စရာလိန်နေတာရှောက်ပြောနေတာနော်လူတယောက်ရဲ့ဇာတာကိုလည်းလုံးဝကြီးခီစီတွင်းညာကြီးတွတ်ထုတ်လို့မရဘူးဟိုရတော့ရကောင်းရလိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုးတက်တဲ့သူကတော့ကျွန်တော်လည်းမတွေ့ဘူးကျွန်တော်လည်းမတွတ်နိုင်လုံးဝနှီးစက်တော့တွတ်နိုင်တွတ်လို့ရတယ်တွတ်ထုတ်လို့ရအဲ့လို့ 100%မရဘူးရဖို့မရနိုင်ဘူးဗျာရှိလဲရှိတွတ်အောင်တွတ်နိုင်တဲ့သူလည်းမရှိလောက်ဘူးရှိရင်လည်းပြောလို့ရမှာမဟုတ်ပြောခွင့်ရှိမှာမဟုတ်ဘာလို့ဆိုလူတယောက်ရဲ့ကံစားတာကိုအဲ့ဒီကာယကံရှင်ကပိုင်တယ်နော်အဲ့ဒီကာယကံရှင်ကပြင်ဆင်လို့ရတယ်ပြောင်းလဲလို့ရဘလောက်ကံနေနေကံမြင့်အောင်လုပ်လို့ရအောင်မြင်ထိုးပေါက်လို့လေစူးစားထုံးအကဉဏ်ဝရိယအဲ့တော့ပြောချင်တာအဲ့ဒါရဲ့ဆိုလိုရင်းကငါဤသားထွေကျွေးမပေးနဲ့ဆိုအဲ့ဒီနေ့အဲ့ဒီနေ့မှာအကျွေးမပေးနဲ့အကျွေးမချီးနဲ့ငါတနင်္လာနေ့မှာအကျွေးတွေပါရဲ့တော့ချီး အကျွေးတယောက်ကကိုယ်စီအကျွေးလာချီတယ်ဆိုရင်တွားပြီးတော့သူ့အဲ့အကျွေးမပေးလိုက်နဲ့ပတ်စံမထုတ်မချီးလိုက်နဲ့အဲအဲ့ဒါဆိုတောင်းအောင်ခတ်တယ်ပြန်မရတာများတယ်ဆုံးတတ်တယ်ဟိုလိုက်တောင်းရင်လည်းတောင်းအောင်ခတ်တယ်မိပြတာပေါ့ကွာအဲ့တော့တပတ်မှာ၃ရက်ပဲအကျွေးကြီးလို့အဆင်ပြေတယ်နော်အဲ့တော့ပြီးတော့အဲ့မှာကျွန်တော်တင်တဲ့မှာကျွန်တော်ရဲ့အင်းပညာအချိန်ကတင်တဲ့မှာလာတက်တဲ့သူတွေကိုအဲ့အချိန်ကောင်းတယ်ပေါ့နော်နေသားအလိုက် လူတိုင်းလူတိုင်းမှာနေတိုင်းကန်တက်တဲ့ချိန်ကန်ကြတဲ့ချိန်ဆိုတာရှိတယ်။ကန်ကြတဲ့ချိန်ကိုမပြောထားဘူး။ကန်တက်တဲ့ချိန်ပဲသင်ပေးထားတယ်။ကန်ကြတဲ့ချိန်ကြောင့်အကောင်းဆုံးအောင်သုံးလို့ရလို့အားကြောင့်မဟုတ်လို့ကန်တက်တဲ့ချိန်ကတော့အကောင်းကြီးပဲတည်တံ့သုံးလို့ရတာမဟုတ်လို့။တမင်စကားစစ်ပြီးသင်ပေးလိုက်တာ။ဟုတ်ပြီ။တနင်္လာသားသမီးဆိုလို့ရှိရင်ဒီနေ့ဗာနေ့လေဒီနေ့ကကြာသာပတိနေ့ကြာသာပတိနေ့မှာအာဒီဗီဒီယိုကိုမနှက်ပြန်လောက်မှမြင်ကြမှာမသိဘူး။အဲ့တော့တောက်ကြပဲထားပါဦး။တောက်ကြနေ့မှာတနင်္လာသားသမီးရဲ့တက်ချိန်ကဘယ်ချိန်လဲ။တနင်္လာသားသမီးရဲ့ကန်တက်ချိန်ကဘယ်ချိန်လဲ။ တရားတော့တောက်ကြနေကရွေးပြီးလို့အဆင်ပြေကိုစီမှာအကျွေးလာချင်းအဲ့ဒါနေရွှေရင်ရွှေလိုက်နော်တနင်္ဂနွေနေ့ပြောင်းလိုက်ပေါ့တနင်္ဂနွေနေ့ခဏဆောင်ပေးငါအဲ့ဒီကြိုင်ချီမယ်အဲ့လိုပြောလိုက်နော်အဲ့တနင်္ဂနွေနေ့ရောက်သွားတနင်္ဂနွေနေ့ပြေးလို့ငါအီသားထွေးဆိုတော့အီအာ sorry အီဆိုတော့တနင်္ဂနွေလည်းမရဘူးငါအီသားထွေးဆိုတော့အင်္ဂါနေ့ပြေးလို့ရအင်္ဂါဘုံတစ်ခုပြေးလို့ရတယ်ကြာတာပြေးပြေးလို့ရဟုတ်တယ်ငါအီသားထွေးဆိုအင်္ဂါဘုံလူကြာတာပြေး၃ရက်စတဲ့ ေးလို့ရအဲအင်္ဂါနေ့ကိုချိန်လိုက်အင်္ဂါနေ့ကိုချိန်မယ်အအကျွေးရှင်ရမတူလဲအတနင်္လာသားတနင်္လာသားဗောဓုသားသမီးကိုကြီးမှာဒါဗောဓုသားသမီးကတော့ဒါဒီတိုင်းဖန်တီးလိုက်တာနော်အတနင်္လာသားသမီးနဲ့ပဲအရေးကြီးအဲတနင်္လာသားသမီးကအင်္ဂါနေ့မှာလူတယောက်ကိုသူပတ်စံပေးမယ်ပတ်စံချီးမယ်ဗောဓုသားကိုပတ်စံချီးလိုက်မယ်သူ့ရဲ့ပတ်စံထုတ်ပေးလိုက်မယ်အခါကြရင်ပူကောင်းအောင်မလုပ်လို့ရရဲ့ဆိုအမဝရသတိလာပါအချိန်၃ချိန်ရှိရယ်သူရတန်တက်တဲ့ချိန်အောင် ဝရချိန်ပဲဖြစ်ဖြစ်တိတ်ဟီချိန်ပဲဖြစ်ဖြစ်လာဘချိန်ပဲဖြစ်ဖြစ်ကိုကန်တက်နေတဲ့ချိန်ဖြစ်ဖို့အရေးကြီးတယ်။ကောင်းတာတော့ငွေကြီးလောက်တာဖြစ်တယ်လာဘချိန်မှာလောက်နော်အဲ့တော့လာဘချိန်ကိုစောက်အဲ့လိုစောက်လို့ရတယ်လာဘချိန်ကိုစောက်ပြီးအကျွေးချေးလို့ရတဲ့နေ့ကိုထပ်ပြီးပြရပြောင်းချိန်ပြီးအကျွေးပေးလို့ရတဲ့နေ့ရောကိုကန်တက်နေတဲ့အချိန်ရောပါပေါင်းပြီးလုပ်လိုက်ရင်ဒါငွေကစုံနိုင်ကြီးလုံးဝနည်းသွားပြီ၈၀ခန်းလောက်ကိုကိုပြန်တောင်းတဲ့ခါမှာရနိုင်ကြီး များသွားပြီရနိုင်ချေကိုဘက် chance များသွားပြီအခုဘက်တော့အရင်လည်းမတရားမလုပ်နဲ့ပေါ့လေနော်အဲ့တော့ပြောသွားတဲ့ထဲမှာ percent နဲ့ပြောသွားတယ်နော်ခံရပါစမ်းလုံးဘယ်တော့မှမပြောပြောလို့လည်းမရညာအားလုံးကအဲ့လူရဲ့ဒီ every single text ပေါ့နော် daily ဒီနေ့စဉ်လောက်သွားတဲ့အသေးစိတ်လုပ်ငန်းဆောင်တာအကောင့်ချင်းစိုးချင်းလေးပေါ့မူတူသူ့ရဲ့ကန်ချက်မှာသူ့ရဲ့ဘုံကံဆိုတာအပြောင်းလဲရှိနော်ဒါကြောင့်မို့လို့ ပါဆန်နဲ့ပြောတာနော်အဲ့တော့ပါဆိုငါးကြီးဒါထွေကျွေးမပေးနဲ့ဆိုတာနားလဲပါရင်နော်အဲ့ဒီနေ့သားသမီးရဲ့အကျွေးတောင်းအောင်ခတ်တာပြောတာမဟုတ်ဘူးနော်အဲ့ဒီနေ့ဒီမှာတနင်္လာနေ့မှာချီးရင်ချီးလိုက်တဲ့အကျွေးရပြန်တောင်းအောင်ခတ်တယ်နော်တနင်္ဂနွေနေ့မှာချီးလိုက်ရင်အဲ့ဒီအကျွေးရပြန်တောင်းအောင်ခတ်တယ်ဒါကိုပြောတာပါနားလည်းမလို့မျောလဲမှာတယ်အဲ့အရာ90ကိုရောချောများစဉ်းစားကြပါအဲ့ဟိုကမရှင်းတာကြီးသိကျင်တာလေးရှင်းလဲကောမန့်ရေးမေးခဲ့လို့ရပါတယ် ဖြေလို့ရတဲ့ဟာဆိုရင်ဖြေသိမ်းဖြေထိုက်တလောက်ကိုပြောလို့ရတဲ့ဘောင်းလေးကနေပြောပြပါမယ်ပေါ့နော်